တွား40ပါတာဘသူမြင်ခဲ့တယ်လဲဂေါတမတကယ်ရှိခဲ့ကြောင်းအထောက်ထားကုထိရှာမရသေးဘူးတွား40လာပြောနေတယ်တဲ့ဒီလိုမှန်တွေကိုပြန်တဲ့အခါမှာတချို့ကဦးစင်းကိုဖုံးကြီးဖြစ်ပြီးတီးခံစိတ်မရှိဘူးလို့ပြောကြတာရှိတယ်စော်ကားလာသမျှအတိုင်းကိုတီးခံပေးနေရအောင်ဦးစင်းကခန္ဒီပါရမီဖြစ်ကျင့်နေတဲ့ဖရာအလောင်းမဟုတ်ဘူးနော်ဒါကြောင့်တုတ်ပြန်တင့်တာဆိုရင်တုတ်ပြန်မယ်တီးခံတင့်တာဆိုရင်တီးခံမယ်အခုတုတ်ပြန်တင့်လို့တုတ်ပြန်မှာဖြစ်တယ် တရုတ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓမြတ်စွာတော်ကိုအနောက်တိုင်းသိပ္ပံပညာရှင်များကစမ်းသပ်ဖို့တရုတ်အစိုးရထံခွင့်တောင်းတဲ့အခါမှာတရုတ်အစိုးရကခွင့်ပြုလိုက်တဲ့အတွက်စမ်းသပ်ကြည့်လိုက်တဲ့အခါမှာဒီသွားဟာလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တယောက်ရဲ့သွားဖြစ်တယ်လို့အတည်ပြုခဲ့တယ်။အဲ့ဒါကိုတက္ကတော်တို့ဘာကြောင့်မသိကြတာလဲ။ဘာကြောင့်မသိချင်အောင်ဆောင်းလေကြတာလဲ။နောက်ပြီးဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတရားကိုမြင်ရင်ငါဘုရားကိုမြင်မယ်လို့ဟောကြားခဲ့တယ်။ ဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်တရားကျင့်သုံးတဲ့လူမှန်ရင်တရားသိပြီဆိုတာနဲ့ဖျားရှိတယ်ဆိုတာကိုသိတယ်နော်အဲ့ဒီအချက်လက်တွေနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားတကယ်ရှိကြောင်းဘယ်သူမှညင်းလို့မရဘူးနော်ကဲဒကာတော်တို့ကိုးကွယ်တဲ့ဖန်ဆင်းရှင်သာဝရဘုရားတကယ်ရှိပါသလားဦးဇင်းမေးပြီအဲ့ဒီလိုမေးတဲ့အခါမှာဒကာတော်တို့ကဖန်ဆင်းရှင်သာဝရဘုရားဟာဝိညာဉ်တော်ဘုရားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုဖြေကြားလိုက်တယ် ရှင်ယောဟန်ကျမ်းမှာလည်းအဲ့ဒီလိုပဲပြောထားတာရှိတယ်နော်ဝိညာဉ်တော်ဖျားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုပြောထားတော်လည်းပဲကဘာဦးကျမ်းမှာကတော့ထာဝရဘုရားကို မြင်ဖို့တဲ့ပုဂ္ဂိုလ်၅ဦးရှိတယ်လို့ဖော်ပြထားတယ်အဲ့ဒီ၅ဦးကဘယ်သူတွေလဲဆိုရင်အာဒံရဲ့ဧဝရဲ့နောအီရဲ့ယာကုပ်ရဲ့ဣဗရာဟင်ရဲ့ပဲဖြစ်တယ်ရှင်ယောဟန်ကျမ်းမှာထာဝရဘုရားကိုမြင်ဖို့တဲ့လူမရှိပါဘူးလို့ပြောထားပါရဲ့နဲ့ကဘာဦးကျမ်းမှာမြင်ဖို့တဲ့လူ၅ဦးရှိတယ်လို့ဆိုခြင်းဟာရှင်းအောင်မကြီးဖြစ်နေပါတယ်เนาะ နောက်ပြီးဒကာတော်တို့ဖျားကိုမြင်လိုက်ပြီဆိုရင်မြင်တဲ့လူဟာအသက်မရှင်ဘူးလို့မောရှိကပြောတယ်။ဖျားကိုမြင်တာနဲ့အသက်မရှင်ရတာဟာဘာကြောင့်လဲ။ကြောက်စရာကောင်းနေလို့ပေါ့နော်။အဲ့တော့ဦးဇင်းပြောချင်တာကလေဦးဇင်းတို့ဗုဒ္ဓဘာသာကိုနောက်မှတိုက်ခိုက်ပါ။အရင်ဆုံးဒကာတော်တို့ရဲ့ရှေ့နောက်မကြီးဖြစ်နေတဲ့ကျမ်းတွေကိုကြီးအောင်လုပ်ပါ။ဒကာတော်တို့ဖျားတကယ်ရှိမရှိဆိုတာကိုသိအောင်လေ့လာပါ။လေ့လာပြီလို့သိပြီဆိုတာနဲ့တကယ်ရှိတယ်ဆိုရင်ချပြပါနော်။ဒါပဲပြောချင်ပါတယ်။ ကြမ်းပါပါစေတန်ဃာတော်တွေကတော့ယနေ့ခေတ်မှာပုထုဇဉ်မဟုတ်ဘူးလားအရိယာတန်ဃာရောယနေ့ရှိလားပုထုဇဉ်အသည့်အကန်းအသည့်ဆိုရင်အလုံးအကန်းဖြစ်ကုန်မှာပေါ့တဲ့ဒီမန်လေးကဥကြဟိန်တရားဟောအပိတ်ခံရတဲ့အကြောင်းမေးလို့ဖြေထားတဲ့ပို့ထဲမှာဝင်မှန်ထားတာပါနော်ဟုတ်ပါတယ်ယနေ့ခေတ်ကတန်ဃာတွေလည်းပုထုဇဉ်တွေပါပဲပုထုဇဉ်မဟုတ်ဘူးလို့ဥစဉ်ကမငင်းပါဘူးနော် တစ္ဆာလေးပါးတရားမစိတ်သုံးသိသိ၍အရိယာဆိုတာရှိနေအောင်မယ်လို့မြတ်စွာဘုရားကအရှင်အာနန္ဒာကိုဟောကြားထားတဲ့အတွက်ယနေ့ခေတ်မှာတစ္ဆာလေးပါးတရားတွေရှိနေသေးတာကြောင့်အရိယာတွေရှိနေပါသေးတယ်နော်ပုထုဇဉ်အတိအကံအတိဆိုရင်အာလုံးအကံဖြစ်ကုန်ကြမှာပေါ့တဲ့မိဒါနဝကတန်ယုတ်ပါဠိတော်မှာခန္ဓာအာယရဏဓာတ်သစ္စာတို့ကိုသိ၍ကောင်းသောကလျာဏပုထုဇဉ်ပုဂ္ဂိုလ် ခန္ဓာအာယတနာဓာတ်သစ္စာတို့ကိုမသိမှု၍အကန့်နှင့်တူသောအန္တပုထုဇဉ်ပုဂ္ဂိုလ်ဆိုပြီး ပုထုဇဉ်နှမျိုးဖော်ပြထားပါတယ်ပုထုဇဉ်အတိအကန့်အတိလို့ဥစဉ်ပြောတာဟာအဆိုပါပုထုဇဉ်နှမျိုးတဲကအန္တပုထုဇဉ်ကိုရည်ရွယ်ပြီးပြောတာပါဒါကိုဘ ഹു တုဒ္ဒနဲတဲ့လူတချို့ကကိုယ့်ဘာသာကိုညံနဲ့ချက်ပြီးအကျယ်မမြင်နိုင်ဖြစ်နေတာပါဘ ഹു တုဒ္ဒရှိအောင်နည်းနည်းလေ့လာပါအောင်လို့ဥစဉ်ပြောခြင်းပါတယ်နော် အရှင်ဖရာယိုသေးစွာမေးလျှောက်အပ်ပါသည်ဖရာမြတ်စွာဘုရားမှာသွားတော်40ဆွဲတော်40ဟုသိရပါသည်ဖရာဒါပေမဲ့ဖရာဆွဲတော်အပါ40လားဖရာဒါမှမဟုတ်ဆွဲတော်မပါ36ချောင်းလားဖရာဖြေချပေးတော်မူပါဖရာတဲ့သွားတော်အငယ်က40ဖြစ်ပြီးဆွဲတော်40ကတသက်ဖြစ်တယ်သွားတော်အငယ်36ချောင်းနဲ့ဆွဲတော်40ပေါင်းမှသွားတော်40ဖြစ်တယ်စသည်ဖြင့်ကုန်းပေါင်ခေပဒုံမင်းခေါ် ဘိုးတော်မင်းတရားလက်ထက်မှာအငင်းပွားခဲ့ချဖူးပါတယ်။ဒါကိုဘယ်အရာအမှန်ဖြစ်တယ်ဆိုတာရှင်ဘရင်ကသိလို့တဲ့အတွက်အမကြီးမဟာဓမ္မတင်းကြံကိုဖြေဆိုခိုင်းတဲ့အခါမှာအင်းကြီးတန်ပရိဏဒန္တာနံပိဒုတိန်တဒန္တာဟွန်တိအိမတပါဏစတ္တလီတံဘဝိတံတိအင်းကြီးတန်ဖရာအလောင်းမတပါးကုံတော်သူတို့အားဒုတိန်တဒန္တာ32ချောင်းတော်သွားတို့သည်ဟွန်တိဖြစ်ကုန်၏ ်ဣမတပါဏဤဖရာအလောင်းဒီကစတ္တာလေးတန်၄၀သောသွားတို့သည်ဘဝိတ္တန်တိဖြစ်ကုန်ဤဟုတုတ်မဟာဝါအထာကထာမှာဖွင့်ဆိုထားတဲ့အတွက်ဆွေတော်၄စုနဲ့ပေါင်းမှသွားတော်၄၀ဖြစ်ပါကြောင်းရှင်ဘရင်ကိုလျှောက်တင်ဖြည့်ဆို့ခဲ့ပါတယ်။ဒါကြောင့်သွားတော်အငယ်36ချောင်းနဲ့ဆွေတော်၄စုပေါင်းမှသွားတော်၄၀ဖြစ်ပြီးဆွေတော်အနေနဲ့ပြောမယ်ဆိုရင်တော့၄စုသာဖြစ်ပါတယ်နော်။ပန်းကြောက်ကတ်လှူခြင်းနဲ့ပန်းစိန်ကတ်လှူခြင်း ဘယ်ဟာကမျက်ပါတလဲတဲ့ဖះကိုပန်းကတ်လှူတဲ့အလေးအထဖြစ်ပေါ်လာပုံကိုအရင်ပြောပါမယ်နော်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိတဲ့တုန်းကအနေနဲ့အရရက်ကလူတွေဟာဖះထံသို့ဖះဖူးလာကြပါတယ်ဖះရှိရောက်တဲ့အခါမှာရဝေးကလာကြရတာဖြစ်တဲ့အတွက်သူတို့ခန္ဓာကိုယ်ကမကောင်းတဲ့ချွေးအနံ့အသက်တွေထွက်ပါတယ်အဲ့ဒါကိုအရှင်အနန္ဒာသိတဲ့အခါမှာမွေးကြိုင်တဲ့ပန်းတွေသွားခုပြီးတော့ ရိသတ်တွေရဲ့ကြားမှာလိုက်ပြီးချထားလိုက်ပါတယ်။အဲ့ဒီလိုပန်းတွေလိုက်ချထားလိုက်တဲ့အခါမှာတကြောင်လုံးပန်းနံတွေတင်းပြီးတော့မကောင်းတဲ့ချွေးအနံ့တက်တွေပျောက်သွားပါတယ်။အဲ့ဒီအချိန်ကနေစပြီးဖျားကိုပန်းလှူတဲ့အလေထဖြစ်ပေါ်လာတယ်လို့သိရပါတယ်။ဒါကြောင့်ဖျားကိုပန်းကတ်လှူတာဟာဖျားကြောင်းဆောင်မွေးကြိမ်ဖို့ကတ်လှူတာဖြစ်တဲ့အတွက်ပန်းချောက်တွေမကတ်တင်ပါဘူးနော်။ပန်းစိမ့်ကိုသာကတ်တင်ပါတယ်။ပန်းစိမ့်ကတ်ခြင်းကသာမြတ်ပါတယ်။ အရှင်ဖရာရေချိုးတဲ့အခါတရဏဂုံပွားတင်ပါသလားဖရာတဲ့ဝိသုဒ္ဓိမတ်မှာကြိုတင်မသိနိုင်တဲ့အရာ၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီအရာ၅မျိုးကဘာတွေလဲဆိုရင်၁အသက်မီမြရှိမီကို မသိနိုင်ခြင်း၂၀ဘယ်အနာယောဂါကြာရောက်လာမီကို မသိနိုင်ခြင်း၃၀ဘယ်ကာလမှာတည်ရမီကိုမသိနိုင်ခြင်း၄ဘယ်တင်းချိုင်းမှာညှုပ်နှံတင်းကြွရမီကိုမသိနိုင်ခြင်း၅ ဘယ်ဘဝသို့လာရောက်ရမည်ကို မသိနိုင်ခြင်းလို့ပဲဖြစ်ပါတယ်အဆိုပါကြိုတင်မသိနိုင်ခြင်းအရာ၅မျိုးထဲမှာဘယ်ကာလမှာသိရမည်ကို မသိနိုင်ခြင်းဆိုတာပါပါတယ်တတဝါတိုင်းဟာဘယ်နေ့ဘယ်ကာလမှာသိမယ်ဆိုတာကိုကြိုတင်ပြီးမသိနိုင်ပါဘူးเนาะအဲ့ဒီလိုကြိုတင်မသိနိုင်တဲ့အတွက်ကြောင့်သိခြင်းတရားမရောက်လာမီမှာကုသိုလ်ကောင်းမှုကိုကြိုတင်ပြုလုပ်သင့်ပါတယ်တရဏဂုံပွားတယ်ဆိုတာဟာကုသိုလ်အလုပ်ပါကုသိုလ်အလုပ်ကိုသိခြင်းတရားမရောက်လာမီ ဘယ်နေရာဘယ်အချိန်ကာလမှာပဲဖြစ်ဖြစ်လုပ်ကောင်းပါတယ်နော် Yeah.